က်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကဒီအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထွန်မင်းအောင်နေနဲ့သတိတစ်ချက်လွတ်တာနဲ့ထွန်မင်းအောင်ရဲ့ခေါင်းကို hack ကံပြီးပွဲသိမ်းပြမယ်လို့ဆိုလာတဲ့ Time Fighter တန်တွင်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာလာမယ့်တောက်ကြနေ့ညမှာဆိုရင်မြန်မာကုသပြု Fighter နှစ်ယောက်ပေါဝင်ထိုးသက်မယ့်155 129ပြိုင်ပွဲကြီးကို1 Championship ကကျင်းပသွားတော့မှာဖြစ်ပါတယ်အဆိုပါပွဲမှာမြန်မာကုံဆောင် Fighter နှစ်ယောက်ဖြစ်တဲ့ဟာလင်းအောင်နဲ့ထွန်မင်းအောင်တို့ကရင်ဆိုင်ထိုးသက်ကြမှာဖြစ်ပါတယ် ဟာလင်းကတော့တတိယမြောက်ပွဲစဉ်ကနေပြီးတော့မှဂျပန်ကိုစားပြုဖိုင်တာတာနစ်ဆုနဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ဒီကခေါင်းပွဲနေရာမှာကတော့မြန်မာကိုစားပြုဖိုင်တာထောင်းမင်းအောင်ကထိုင်းဖိုင်တာတန်နွန်နဲ့ရင်ဆိုင်ထိုးသက်သွားရမှာပါ။ထောင်းမင်းအောင်တို့1 fire fight ကာလာတွေမှာပထမဦးဆုံးအနေနဲ့အထူးကောင်းပွဲနေရာကနေရင်ဆိုင်ထိုးသက်ရမယ့်ပွဲချန်တစ်ပွဲဖြစ်ပါတယ်။ ဒီဒီရင်ဆိုင်ထိုးတမ်းမဲ့ဖိုင်တာကလည်းလုံးဝကိုရှော့တွက်လို့မရတဲ့မခီးတဲ့ဖိုင်တာတန်နွန်ဖြစ်ပါတယ်တန်နွန်ဆိုတာထိုင်းဖိုင်မှာချန်ပီယံကွန်ကြပ်ပေါင်းများစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ဖိုင်တာတစ်ယောက်ဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာတော့ရလပန်ဆိုင်ရာအပြင်သိပ်ပြီးတည်ငြိမ်ခြင်းမရှိပါဘူးတပွဲနိုင်တပွဲရှုံးတပွဲပွဲပြက်ဆိုတဲ့ရလမျိုးပိုင်ဆိုင်ထားပါတယ်ပွဲပြက်ခဲ့တဲ့တပွဲကလည်းသူ့အနေနဲ့အလဲထိုးခံခဲ့ရတာပါနောက်ပိုင်းမှာသူနဲ့ထိုးခဲ့ရတဲ့ဖိုင်တာကတာမစ်စီဆိုင်ရာ တုံးဆွဲထားတာတွေ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲကို no contest ဆိုပြီး one championship ကသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့တန်လွန်ထပ်တက်ခဲ့တဲ့ one championship ပွဲတွေကတော့အရင်ကြီးကောင်းမွန်လို့တဲ့အနေအထားမျိုးရှိမနေခဲ့ပါဘူး။သူအနေနဲ့ဒီဒီချိန်မှာရင်ဆိုင်ထုတ်တဲ့မဲ့ထုံးမင်းအောင်ကတော့သူ့ကိုဘလောက်ထိဒုက္ခပေးနိုင်မလဲဆိုတာတကယ်ကိုရင်ခုန်မိပါလိမ့်။ထုံးမင်းအောင်ကလည်း1 championship မှာ၄ပွဲထုတ်သက်ထားပါလိမ့်။နှစ်ပွဲနဲ့နှစ်ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါလိမ့်။သူအနေနဲ့အနိုင်ရခဲ့တဲ့နှစ်ပွဲမှာလည်းအကောင်းဆုံးပုံစံနဲ့ KO လုပ်ပြနိုင်ခဲ့တာပါ။ ီဒီချိန်မှာသူ့အနေနဲ့တန်လုံကိုအကောင်းဆုံးပုံစံနဲ့သာအလဲထုတ်ပြလိုက်နိုင်ထုံးမြောင်တဖြည်းဖြည်းနဲ့ဒေါ်လာ3000စာချုပ်တော့ကိုနီကတ်လာမှာချိန်နေပါတယ်။ဘာကြောင့်လဲဆိုတော့တန်လုံဆိုတာက1 championship က1 fight ပြိုင်ပွဲအတွက်တောင်မှတိပတ်ခွေစာချုပ်ချုပ်ထားတာမဟုတ်ဘဲနဲ့1 championship ပွဲကြီးတွေတဲ့စာချုပ်ချုပ်ထားတဲ့ fighter ဖြစ်ပါတယ်။အိုင်ဖိုက်ကနေပြောင်းလာတဲ့ချန်ပီယံတဦးလေးဖြစ်တာကြောင့်အရေးချင်းလာတဲ့တော်တော်လေးကိုပြင်မိပါတယ်။ 2022ခုနှစ်တုန်းကဆိုထွန်မင်းအောင်ရဲ့အခုဖြစ်သူထွန်မင်းလက်နဲ့လေတန်လုံကတွေ့ဆုံခဲ့ပွားတယ်။အဲ့ဒီပွဲမှာဆိုထွန်မင်းလက်ကိုတန်လုံကပထမအချိန်မှာပဲခေကိုလုတ်ပြနိုင်ခဲ့တာပါ။အဲ့ဒီအချိန်ကလည်းသူ့အနေနဲ့ဒီဟက်ကင်းနဲ့ပဲပွဲသိမ်းပြတာဖြစ်ပါတယ်။ဒါကြောင့်မလို့တန်လုံကဟက်ကင်းဘက်မှာအကောင်းနဲ့ပါဝါတွေရှိနေတယ်လို့ကျွန်တော်တို့ကမှတ်ယူလို့ရပါတယ်ခင်ဗျာ။ ်ထိုင်းဖိုင်တာကတော့သူ့အနေနဲ့ထွန်မင်းအောင်ကအရန်ကိုအနေနဲ့များတဲ့ဖိုင်တာဖြစ်ပြီးဒီတိုင်အောင်သူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ခြေကန်ချက်တွေနဲ့ပွဲသိမ်းပြီးထွန်မင်းအောင်ကိုအလဲထိုးပြသွားမယ်ဆိုပြီးအခုလိုမျိုးကြုံဝါသွားခဲ့ပါတယ်ခင်ဗျာထွန်မင်းအောင်ကအရန်ကိုအနေနဲ့များတဲ့ဖိုင်တာတယောက်ပါသူ့မှာအလဲထိုးပါဝါမျိုးရှိပါတယ်လက်သိထိုးပုံကလည်းတော်တော်ကိုကောင်းတာပါဒရောင်ရိုက်ချက်တွေကလည်းကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့အားသာချက်တွေမှန်သမျှကိုကျွန်တော်ကလည်းကြွန်းကြွန်းကျင်ကျင်ကိုပိုင်ပိုင်နဲ့နဲ့အသုံးပြုတတ်ပါတယ် ကျွန်တော်အနေနဲ့ထုံးမင်းအောင်ရဲ့ပွဲအတွက်သေချာလေးချင်းပြင်ဆင်ထားပါတယ်သူ့ရဲ့ပွဲတွေကိုလည်းအစကနေအဆုံးပြန်ကြည့်ထားပါတယ်သူ့ရဲ့အားနည်းချက်အချို့ကိုလည်းကျွန်တော်ကရှာတွေ့ထားပါတယ်သူကပွဲစပြီဆိုတာနဲ့တိုက်စစ်စတော့မယ်ဆိုရင်ကက်ကကြနေတက်ပါတယ်ဒါကြောင့်မလို့သူအနေနဲ့ one championship မှာရှုံးခဲ့တဲ့တပွဲမှာအဲ့ဒီအားနေချက်ကြောင့်ပဲ hack နဲ့ပွဲသိမ်းခံလိုက်ရတာပါကျွန်တော်ရဲ့အားသာချက်ကလည်းဒီချောင်းအမြင့်ကန်ချက်တီးပါပဲထုံးမင်းအောင်3လက်လွတ်ဖြစ်တာနဲ့သူ့ရဲ့ခေါင်းကံပြီးကျွန်တော်ကအဆုံးသတ်ပြပါပါ တေးကြတာတစ်ခုကတော့ဘသူကအရင်မှားမလဲအမှားလုပ်တဲ့ fighter ကဒီပွဲမှာရလက်ဆိုတစ်ခုကိုရင်ဆိုင်သွားမှာပါကျွန်တော်တို့နှစ်ယောက်ရဲ့ထိုးသက်ပုံကြောင့်တရားရောကတော့အမှောက်သိခံရမှာကျင်းနေပါတယ်ကျွန်တော်ဘက်ကတော့အမှားလုံးဝမလုပ်ဖို့ပဲ 3G ထားပြီးသိတာပွဲကိုဂိုင်းတွေသွားပါမယ်တီတာတာတခုကတော့ထုံးမင်းအောင်ကိုဒီပွဲမှာအလဲထုပြနိုင်အောင်ကြိုးစားသွားမှာပါထုံးမင်းအောင်အနေနဲ့ဘလို့ပြင်ဆင်လာပါသေးကျွန်တော်ရဲ့ခြေကန်ချက်တွေကြားထဲမှာအိပ်ပျော်သွားမှာပါဆိုပြီးထိုင်းနာမည်ကျော် fighter တန်လုံကဂျုံသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ တန်တုံကတော့သူ့အနေနဲ့ထုံးမအောင်ကိုအကောင်းဆုံးပုံစံနဲ့အမှောက်သိပ်ပြမယ်လို့ပဲတသွင်သွင်းကြုံဝါနေတာပါသူ့အနေနဲ့ဘလောက်ထိလုံပြနိုင်မလဲဆိုတော့လာမယ့်တောက်ချန်နေညမှာစောင့်ကြည့်ရတော့မှာပါခင်ဗျာအနောက်ပြန်မှာဆို1 championship က1 friday 5 1 to 9ပြန်ပေါ်မှာပါဝင်လာမယ်ပါ fighter တွေအားလုံးကိုစစ်စစ်ဝိတ်ချိန်ပိုင်းနေပြုတ်လောက်သွားတော့မှာပါကျွန်တော်တို့မြန်မာကုန်းဆောင် fighter နှစ်ယောက်ဖြစ်တဲ့ခလင်းအောင်နဲ့ထုံးမအောင်တို့ကလည်းစစ်စစ်ဝိတ်ချိန်ပိုင်းတွေကိုလှုပ်ဆောင်သွားရတော့မှာပါ မြန်မာကိုစားပြုဖိုင်တန်တွေအားလုံးအဆင်ပြေပြေနဲ့စစ်စစ်ဝိတ်ချိန်ပိုင်းနဲ့အောင်မြင်ပြီးပွဲထိုးရမယ့်ရက်မှာလည်းအကောင်းဆုံးလက်စွမ်းတွေချပြနိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာဘလို့ခင်းချင်းတွေဖြစ်လာမလဲဆိုတော့လာမယ့်တောက်ကြံနေ့ညမှာဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာထမင်းအောင်နဲ့ဟာလင်းတို့ရဲ့ပွဲတွေကတော့လာမယ့်တောက်ကြံနေ့ည1 Friday 5 1 2နဲ့ပြန်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်ဒါရဲ့ကြည့်ရှုခြင်းနဲ့ပရိသတ်တွေနေနဲ့တော့ One Championship Official YouTube Channel နဲ့ Facebook Page တို့ကနေဒါရဲ့ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာ ကြည့်ကြတဲ့သတင်းတွေကြည်လိုက်ရင်လည်းကျွန်တော်တို့ channel ကအများဆုံးထပ်မံတင်ဆက်ပေးပါအောင်ပါခင်ဗျာပရိသတ်တွေနေနဲ့ရောထုံးမအောင်နဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်စမိပါသလဲဒီမီဒီယာထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီလိုတော့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်မယ့်နေ့ဒီမှာလည်း MMA လောကနဲ့အင်္ဂစားလောကကနောက်ဆုံးအစည်းအဝေးလာတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရဲ့ပရှင်မဲကောင်းတဲ့လေးလေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ